ဂေလိုမိတ်ဆွေအားလက်ရှိဒီနေရာမှာရှိရင်အနာဂတ်မှာကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်းအတွက်ဒီနေရာကိုတွားခြင်းတယ်ဒါဆိုရင်ဒီနေရာကနေနောက်တနေရာတွားဖို့အတွက်ကိုကျွန်တော်တို့မဟာဗျူဟာလိုပါတယ်တနည်းအားဖြင့်လမ်းလိုပါတယ်ကိုယ့်အနာဂတ်မှာစမ်းမစမ်းခိုင်နေတာဖြစ်ရင်ဖြစ်မယ်ကိုယ့်ရဲ့လုပ်ငန်းတွေအောင်မြင်တာငွေကြီးတွေဝင်ကျင်တာစိတ်အေးချမ်းကျင်တာပျော်စရာကောင်းတဲ့ relationship ကိုတည်ဆောက်ချင်တာအမျိုးမျိုးဖြစ်နိုင်တယ်ဒီတော့ဒီကနေဒီနေရာကိုတွားဖို့အတွက်ဆိုရင်လမ်းကောင်းတွေ့ဖို့ကျွန်တော်တင်ယူမှုတွေပြုလုပ်ရအောင် တင်တဲ့အခါမှာလူရီစီရတင်လို့ရတယ်စာရီစောင်းရီရှာတင်လို့ရတယ်လက်တွေ့ဘွားရီတင်လို့ရတယ်ဒါဆိုရင်အရင်တော့မမြင်တဲ့လမ်းကြောင်းတွေမြင်လာပြီးခွင့်လမ်းတွေမြင်လာပြီးလောက်ရကန်ရမဲ့လမ်းတွေမြင်လာပြီးဒီလိုအတွေ့အမြင်လမ်းကြောင်းတွေလုတ်ပုံကိုင်းမှုတွေမြင်လာပြီးဆိုရင်ကိုယ်မှာမားနေပြီးပြင်ရမဲ့အရာတွေကိုတွေ့လာပြီးပိုကောင်းအောင်လုတ်ဆောင်အောင်မဲ့အရာတွေကိုတွေ့လာပြီးဒီလိုမန်ကန်တဲ့အမြင်ရှိဖို့အတွက်တင်တယ်မြင်တယ်ပြင်တယ်ဒါကိုပညာလို့ခေါ်ပါတယ်ပညာဆိုအကောင်းဆုံးခွဲခြားတတ်ပြီးတော့မှကိုယ်လက်ရှိနေရာတွေရီမန်ချက်ပန်းတိုင်းရောက်အောင်တွားတဲ့လမ်းကိုမြင်ဖို့အတွက် တင်မြင်ပြင်လောရတဲ့အဆင့်ဖြစ်ပါတယ်။တစ်ခါလေကျရင်ကျွန်တော်တို့ကတင်ပြီးရောမှမမြင်ဘူးဆိုရင်ဒါပညာကောင်းကောင်းမတင်လိုက်ရတာနဲ့အတူတူပါပဲ။တစ်ခါလေကျရင်အရင်တော့နားမလဲတော့နားလဲသွားတဲ့အချိန်မှာပျော်သွားတဲ့အချိန်မျိုးမိတ်ဆွေတို့ကြုံမှုပါနေမယ်။ဒါကကျွန်တော်မြင်သွားတဲ့အချိန်မှာမိတ်ဆွေတို့ဒီဗီဒီယိုလေးကညီပါလီစဉ်းစားမိလေခွန်မှာရေကလေးရရေခဲ့ပြပါအောင်အဆုံးတစ်ချီပေးကြအောင်ကျေးဇူးတင်ပါတယ်။မင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ။